ဒီကနေ့အော်တိုဘားလာ31ရက်နေ့သတင်းတွေတွေကထူးခြားသတင်းတချို့ကိုသတင်းရယူတင်ဆက်ပေးနေတဲ့သတင်းနောက်မြတ်သစင်ကို DVV Studio ကနေပြီးတော့ဓာတ်ရိုက်ဆက်သွယ်ပေးမြန်သွားပါမယ်။မင်္ဂလာပါမမြတ်သစင်။ဒီကနေ့အတွက်ပေါ့နော်အရင်ဦးဆုံးဘေးသတင်းဦးများထူးခြားသတင်းဖြစ်နေတင်ဆက်ပေးမလဲ။ဟုတ်ကဲ့ပါရှင်ဒီကနေ့ပြပြချင်တာကတော့တနင်္သာရီတိုင်းတဝဲခရိုင်လောင်းလုံမြို့နယ်မောင်မကန်မြို့နယ် မောင်မကန်နေမီရဲစခန်းကိုတော်လိုင်းဤဖူးပေါင်းတပ်တွေကသိမ်းပိုက်နိုင်ခဲ့တယ်လို့ဒီကနေ့အောက်တိုဘာလ31ရက်နေ့မှာဒူကရစီကြောင်းကထုတ်ပြန်ထားပါဗျ။အဲဒီမောင်မကန်နေမီအဲမောင်မကန်နေမီရဲစခန်းကိုအောက်တိုဘာလ26ရက်နေ့မနက်ပိုင်း6:00နာရီဝန်းကျင်မှာ တော်လန်ကြီးတပ်ဖွဲ့တွေကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတော့စကန်းကူမိရှုဖြက်စည်းခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။စစ်ကော်မရှင်စစ်တပ်ကတပ်ဖွဲ့ဝင်တွေ၁၀ရောက်ထပ်မနေသိမ်းဆုံးခဲ့တယ်လို့လက်နက်ခဲယမ်းတွေလည်းသိမ်းဆည်းရရှိခဲ့တယ်လို့ထုတ်ပြန်ချက်ကဆိုပါတယ်။အဲဒီတိုက်ခိုက်မှုကိုတော့ဒဝဲအမျိုးသားလူမျိုးရေးတပ်တော် DNL ရဲ့ဒူကရစစ်ကြောင်းဒဝဲခရိုင်တပ်ပေါင်းစုဒေါနာတက်ခွဲ9ဒေါနာတက်ခွဲ4ဒဝဲပကဖာ ပြည်သူ့ကာကွယ်ရေးတပ်မတော်အမတ်၄စစ်စင်ရေးနယ်မြေအထူးတိုင်းစစ်ဌာနကိုကဲမှုအောက်မှာရှိတဲ့နီးပြူဟာ33ရမညမွန်တပ်တော်ဖက်ဒရယ်ဒူဝန်ကျဲတပ်ဖွဲ့လောင်းလုံတမရအဲလောင်းလုံတမနီလိပ်ပြတပ်ဖွဲ့စားတဲ့ပူပေါင်းမဟာမိတ်တပ်တွေကတိုက် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။တနိုင်ငံလုံးတိုင်းတန်နဲ့စစ်ရေးအရှိန်ဟုန်တိုးမြင့်ဆောင်ရွက်နေတဲ့အချိန်ဖြစ်တဲ့အတွက်ဒီပြည်သူလူထုအနေနဲ့စစ်ရေးအထူးသတိပြုသွားလာနေထိုင်ကြဖို့ကိုလည်းဒူဂရစီကြောင်ကတိုက်တွန်းထားပါဗျ။တနင်္သာရီတိုင်းအတွင်းမှာစစ်ကော်မရှင်စစ်တပ်ကအချိန်မရွေးလေးချောင်းအုံပြူတိုက်ခိုက်တာတွေရှိလာနိုင်တဲ့အတွက်လည်းပြည်သူတွေအနေနဲ့လေးချောင်းရန်ကာကွယ်ရေးနဲ့ပတ်သက်တဲ့သတင်းချက်လက်တွေကိုလိုက်နာကြည့်ကြံဖို့ကိုလည်းတိုက်တွန်းထားပါဗျ။အဲနောက်ပြီးတော့တော်လိုင်းင်းနဲ့စီးရေးအရှိန်မြင့်လာတာနဲ့အမျှ ပြည်သူ့ဘက်အမှန်တရားဘက်ရက်တီလိုတဲ့စစ်ကောင်စီတပ်ကစစ်တဲတွေရဲတပ်ဖွဲ့ဝင်တွေအနေနဲ့လည်းပြည်သူ့ရင်ဝင်ခိုးလုံကြဖို့အ мян ဆုံးပူးပေါင်းကြဖို့ကိုလည်းဒီဂရစစ်ကြောင်းကဖိတ်ခေါ်ထားပါတယ်ရှင်ဟုတ်ကဲ့ပါနောက်ထပ်အထူးခြားသတင်းတွေရောပြပြချင်တာရှိသေးလား ဟုတ်ကဲ့ပါနောက်ထပ်ပြောပြချင်တာကတော့ရှမ်းမြောက်ဒေသမှာကိုကန့်တက် MNDA နဲ့တအန်းတက် TNL တို့နဲ့အပြစ်ရက်ပြီးတဲ့နောက်မှာဒီစစ်စင်ရေးနယ်မြေကျုံသွားတာကိုအခွင့်ကောင်းယူပြီးတော့စစ်ကော်မရှင်စစ်တပ်တွေကအရခတက်တော် AA တပ်ဖွဲ့ဝင်တွေရှိတဲ့နေရာတွေကိုသာမကပြည်သူလူထုကိုပါပြစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုရှုတ်ချတဲ့အကြောင်းအရခတက်တော် AA ကဒီကနေ့ထုတ်ပြန်ခဲ့ပါတယ် ရှမ်းမြောက်ဒေသမှာညီနောင်မဟာမိတ်၃ဖွဲ့တွေကနှစ်ဖွဲ့ဖြစ်တဲ့ကိုကန့်တက် MNDA နဲ့တအန်းတက် TNL တို့နဲ့အပြစ်ခတ်ရဲစဲရေးကိုမရှိမနှောင်ပြုလုပ်နိုင်ခဲ့ပေမဲ့ဒီပြည်သူလူထုတွေအပေါ်ပေါ့နော်စစ်ရဇဝဲမှုကျူးလွန်တာတွေရော့သွားတာမျိုးမရှိပဲတနိုင်ငံလုံးအနှံ့အပြားမှာအပြစ်မဲ့အယက်သားပြည်သူလူထုအပေါ်ကိုနေ့စဉ်နဲ့အများကျူးလွန် ရာဇဝတ်မှုတွေကျူးလွန်နေတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။နောက်ပြီးတော့ရှမ်းမြောက်မှာအပြစ်ရက်ပြီးတဲ့နောက်မှာစစ်စင်ရေးနယ်မြေကျုံသွားတာကိုအခွင့်ကောင်းယူပြီးစစ်ကော့မရှင်စစ်တပ်တွေကအရခတ်တတော် AA တပ်ဖွဲ့ဝင်တွေရှိတဲ့နေရာတွေကသာမကပဲပြည်သူလူထုကိုပါပြစ်မှတ်ထားတဲ့လေကြောင်းတိုက်ခိုက်မှုတွေကို အော်တိုဘာလ30ရက်နေ့ကစပြီးအချိန်မြင့်လှုပ်ဆောင်လာခဲ့တယ်လို့လည်းအေကဆိုပါတယ်။ဒီလိုအချိန်မြင့်တိုက်ခိုက်ခဲ့တဲ့အတွက်အော်တိုဘာလ30ရက်နေ့တရက်ထဲမှာပဲစစ်တွေမျိုး၊ရသေးတောင်မျိုး၊ပုံနာကျွန်းမျိုး၊ပောက်တော်မျိုးနဲ့ကြောက်ဖြူ ဇင်ချောင်းတိုက်နယ်ကကုံမွေရွာတွေကအရက်သားပြည်သူလူထုရှိရာ နေရာတွေကိုလေချောင်း ရေချောင်းလက်နက်ကြီးဒရုန်းတွေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အပြစ်မဲ့အရက်သားပြည်သူ၈ယောက်သေဆုံးခဲ့ရပြီးတော့ထိခိုက်ဒဏ်ရာရရှိသူ22ယောက်ရှိခဲ့တယ်လို့လည်းထုတ်ပြန်ချက်ကဆိုပါတယ်။ဒါကြောင့်မို့လို့အရက်သားပြည်သူတွေအနေနဲ့စစ်ကောမရှိရင်လေချောင်းတိုက်ခိုက်မှုတွေအထူးသတိထားကြဖို့ကိုလည်း AA ကသတိပေးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါမြတ်သစင်ကျေးဇူးပါပဲရှင်။ဆက်လက်ပြီးတော့သတင်းတွေကိုတင်ဆက်ပေးသွားပါဦးမယ်ရှင်။ ယခုကြွာကိုစကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ခါနောက်ဆုံးရမြမသတင်းကပသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်ယခုကြွာကိုစကန်ဖတ်ပြီး DVB YouTube Channel ကို Subscribe လုပ်ခါနောက်ဆုံးရမြမသတင်းကပသတင်းတွေကိုအချိန်နဲ့တပြေးညီကြည့်ရှုလိုက်ပါရှင်။